မင်္ဂလာပါ Farmright Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့ဂျင်းစိမ့်ရိတ်သိမ်းခြင်းနဲ့တူလောင်ခြင်းအကြောင်းကို မျှဝေပြီးသွားမှာဖြစ်ပါတယ်။ဂျင်းကိုမြို့ပေါ်မူတည်ပြီး၈လကြာမှဒူးဖော်နိုင်ပါတယ်။ဂျင်းဒူးဖော်ဖို့အတင်းတော်ဆုံးအချိန်ကတော့ဂျင်းရွက်ဝါလာပြီးလုံးဝ၆တွေ့သွားတဲ့အချိန်မှာစတင်ဒူးဖော်နိုင်ပါတယ်။ဈေးကွက်အနေထားကိုကြည့်ပြီးအချိန်ဆွဲဒူးဖော်နိုင်ပေမဲ့ယောဂပူမွာကြာရောက်မှုအနေထားကိုလည်းသတိပြုရပါမယ်။ ဒူဖော်ပြီးတဲ့ဂျင်းတက်တွေမှာကတ်နေတဲ့မြေကြီးကိုရေနဲ့တေချာစေးကြောပြီးအရိတ်ထဲမှာနှစ်ရက်သုံးရက်ခန့်ဖြန့်ထားရပါမယ်။ဂျင်းထွက်နှုံးကမြူးနဲ့ဒူဖော်ဂျင်းကိုလိုက်ပြီးတေကကို6တန်မှ10တန်အထိထွက်နိုင်ပါတယ်။မြူးတက်ကိုတူလောင်မယ်ဆိုရင်ဒူဖော်ပြီးပြီးချင်းယောဂပိုးမကင်းတဲ့မြို့ကိုတီချာခွဲထုတ်တူလောင်ရပါမယ်။ပမာဏနည်းမယ်ဆိုရင်ချင်းနောင်းနဲ့ထည့်ပြီးအပေါ်ကတက်လွှာစာမှုန်တွေနဲ့ဖုံးထားပေးနိုင်ပါတယ်။ ပမာဏများမယ်ဆိုရင်အရိယာတစ်ပင်အောင်မှာပုံပြီးအလွာလိုက်တဆင်ချင်းစီမှာ ကောက်ယူမျက်ချောက်လွှာစာမုံခံပြီးတူလောင်နိုင်ပါတယ်။လေဝင်လေထက်ကောင်းပြီးရေမဆူစေဖို့ဂရုစိုက်ရပါမယ်။ဘုလိုဆုံးထိနားထောင်ပေးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်အပတ်ဒီမှာလည်းတောင်လူကြီးများအတွက်ဘုဒ္ဓရရစီမဲ့စိုက်ပျိုးရေးဆိုင်ရာအလေးချင်ကောင်းတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကိုဆက်လက်စောင့်ကြည့်နားထောင်ဖို့အတွက် 회고할 바래.